လိုတိုင်းသာဖြစ်ပြီဆိုလေဘဝကိုတမင်လေပြန်ကြည့်ပြီးတော့ဘဝကငါလိုမဟုတ်ခဲ့ပါလားလောကနဲ့နေမိကကြမ်းကြမ်းကစိုက်ခနဲ့လိုက်ခနဲ့ဘဝပြီးသားပါပြီသုတေသနာတစ်ခုကလူတတန်းရဲ့ပျော်ရွှင်မှုကိုပါသောပုံစံနဲ့ဖော်ပြတယ်။ကလေးဘဝရဲ့ပျော်ရွှင်မှုကနေအောက်ကိုစိုက်ဆင်းပြီးအရွယ်ရလာတယ်ဗျ။ ျော်ရွှင်မှုကပြန်တက်သွားတယ်။ဒီသူဒေသနာမှန်မယ်ဆိုရင်အသက်90သက်တမ်းနဲ့တွေ့55နှစ်ဆိုတာကျော်ရွှင်မှုအောက်ဆုံးရောက်နေတဲ့သဘောပေါ့။ဘဝဆိုတာကပျော်စရာမှမဟုတ်တာ။မတိပျော်ပျော်တဲ့ကျော်ရွှင်မှုကိုအစ်စ်လို့မယုံတော့ဘူး။မောခြင်းနဲ့အဆုံးသတ်တဲ့ရေခြင်းကကျိန်းတ်စရာကောင်းမှာမလား။ရေနိုင်မှုတွေ ကြာရဖွေရသိမ့်ပိုက်ရနဲ့အရင်မောခဲ့တယ်။ရေပြီးရင်လည်းခြေကုံလပန်းကြလို့မောနေပြန်ရော။တကယ်ပြောတာကအလိုတိုင်းသာဖြစ်မယ်ဆိုရင်ရေချင်းတွေကိုထာဝရသိမ့်ပိုက်ထားခြင်းပါရဲ့။စောက်ကင်ကိုကျိုးစားတိုင်းလက်ကြားရည်ရွယ်သလိုဘာကိုမှဖမ်းမိခင်ဘူး။တင်းကျပ်နေတဲ့လက်ပြီးစုပ်ပဲရလက်ဖြစ်ခြင်း။ ဘဝမှာတွေးပြီးကြောက်ရတာတယ်တွေးပြီးကြောက်နေရတာကပိုတယ်စိတ်ဆိုတာများသောအားဖြင့်ပြစ္ဆုံကိုအာယုံမယူပဲအတိတ်အနာဂတ်ရဲ့စိတ်ပျက်စရာအဆိုးတွေကတွေးတည်ရှိတာအရာအလုံးဟာပြီးဆုံးသွားမှာပါအတိတ်အတိတ်တွေနဲ့တက္ကတက္ကလေပတ်နေတဲ့တန်နေရတဲ့ဘယ်အချိန်မှာဘယ်ရာဝများစောက်ကြိုက်ထားဝင်ရှိလို့လဲဟုတ်တော့အာပါဝဌိနာအိဋ္ဌာ မဖြစ်ခင်ကဘယ်နေရာမှအစင်းသေးရှိမလဲရေဘွက်ပေါ်မှာခဏတာဖြစ်ခွင့်ရပြီပြက်ပြန်တော့အစုပုံဖြစ်မကြမ်းရအလုံးစုံပျောက်ကွယ်သွားတဲ့တရားကိုအနိစ္စလို့ခေါ်တာတဲ့မရှိရကနေဖြစ်ပေါ်လာတဲ့တရားပြန်လဲပျောက်ကွယ်သွားခြင်းကဆုံးရှုံးမှုမှမဟုတ်တာဈေးတွတ်တွရင်အနိုင်လည်းမရတော့အရှုံးလည်းမရှိပါဘူးတည်ရဲလို့ထင် နဂူကလေးကဘာမှမပိုင်ကြဘူးအိဆာကအချက်ပြတယ်အရာရာတိုင်းကသူ့ဆန္ဒအတိုင်းပြေလျားနေကြတယ်ဥစ္စာပြီးပါအပေါင်းသင်းဘယ်ရာဝမငါလို့ဖြစ်စီနေတာလဲငါကိုယ်တော်ငါမဟုတ်ပါဘူးလို့သင်္ခါရကလမ်းညွန်တယ်လှချတတ်ဖို့ကျူးသွားကြည့်မှစုတ်ကိမ်မရမှနားလေသွားတာ မိမရတဲ့အရာတွေကိုပြီးဖို့ကြိုးစားတဲ့ယူမိုက်မှုပါလေဖြောက်ရကတ္တာတန်တရာအဆက်ဆက်ဖြရာခတ်တဲ့လက်တွေလက်တွေအင်းကျက်လုံးနေလက်သီးစုပ်တွေကိုခဏတာဖြစ်ဖြစ်ဖြီလျှော့ချင်အညောင်းတော့ပြေပါလေတကယ်ပြောတာပါအလိုတိုင်းသာဖြစ်မယ်ဆိုရေကြီးနေကိုထာဝရသိမ့်ပိုက်ထားရမှာရေစာနာတွေပြေဝါနေမှာစိတ်ချမ်းသာမယ်ဆိုရင် ဘဝမှာစိတ်ဆင်းရဲခြင်းကပုံများနေမလားပဲအလုံးစုံဆန္ဒပြဝနေသူဆိုတော့လေရှိနိုင်အောင်တဲ့အရာမှမဟုတ်တာအူးချင်းစီလိုက်ငွေချစ်သိရဲစမ်းမာရအတတ်ပညာအခွင့်အာဏာတွေက limit ရှိတယ်ရောလုံနိုင်စွမ်းကလည်း limit ရှိတာလေဘဝဆိုတာမျော်လင့်တာကမဖြစ်ပဲအမျော်လင့်တာတွေဖြစ်တတ်တဲ့မရေရာမှုသဘောလေးရှိတယ်အဲ့ဒါကိုလက်ခံထားနိုင်မှာ ဥလောင်ပင်မမှုလဲဆိုတာ ਨੇ ဘဝကိုဖြတ်တန်းနိုင်ပြီလို့ယူဆပါတယ်အနိုင်သောမိသားစုရေကိစ္စလာရဲ့ဖြစ်စေငွေကြေးလုပ်ပိုင်ွေဥဆောင်သောနေရာကိုယူထားသူဆိုဒီသဘောကိုကိုစင်ကျင်ထားရမယ်ကရုဏာမေတ္တာစေရနာအရင်ခံတယ်ဆိုပေမဲ့အတ္တမာနတွေလည်းရှိနိုင်တယ်လေကိုစိတ်တိုင်းကြမဖြစ်တဲ့အခါအများတကာတဲ့ပေါက်ကွဲနေတတ်တာကအတ္တမာနကြောင့်ပါ အဘသူရဲ့အာနိုင်ချက်ကိုအပြစ်တင်ပူလောင်နေမဲ့စာကရုဏာနဲ့နားလည်ပေးနိုင်မှာအေးချမ်းပဲကိုစိတ်နဲ့ကိုတော့အခုတမျိုးတော်ကြတမျိုး အမျိုးမျိုးပြောင်းလဲနေတယ်မဟုတ်လားအခြားသူကိုကိုလိုတိုင်းဖြစ်စေရမယ်လို့ဘလို့ဩဇာမျိုးနဲ့ထိန်ချုပ်ချင်ရတာလေလုံးနိုင်ဝင်ရှိသလောက်လုပ်ရမှာပါ လုံးနိုင်မစွမ်းတဲ့အရာတွေအတွက်တော့လွတ်ချပြရမယ် ွားနိုင်မှုကလစ်မရှိရတဲ့မနိုင်ဝင်ကိုမထမ်းမိဘူးပါပဲရောဆရာတော်ဘုရားကြီးကကရုဏာကိုဥပိ္ပခာနဲ့အနာမတပြီးရင်တော့ကဖြစ်တတ်တယ်တဲ့ကြိုးစားနေပါလေမအောင်မြင်မှုတွေတော့ချွေမှုတွေနဲ့ကြုံရပြန်တယ်ဘဝရဲ့မရေရာမှုသဘောဒါကိုလည်းလက်ခံပေးရလိမ့်မယ်လင်းမရှိမှုနဲ့မရေရာမှုကိုနှလုံးသွင်းထားနိုင်မှာ အဆိုးလို့ရံနဲ့ကြုံတဲ့အခါဖြည့်သိမ့်နိုင်မယ်။ချမ်းသာခြင်းအစစ်ကအလိုဆန္ဒပြောဖို့နဲ့တိုက်ရိုက်မှအချိုးမကျပဲ။အလိုဆန္ဒကင်းခြင်းကချမ်းသာစစ်ပြီးနိုင်တာပါ။အလိုနည်းလေအေးချမ်းနေပါနှစ်သက်ဖို့နှစ်သက်ဖို့အတွေ့အကြုံနှစ်ရလုံးကိုဘဝရဲ့အမှန်တရားဖြစ်သိမြင်ပြီးတည်ငြိမ်ရင်းကျက်စွာရပ်တည်နိုင်မှုပဲလေ့ကျင့်ရမှာပေါ့ အပယ်တတ်နိုင်သည်လို့ပူလောင်မှုကိုဖြစ်ခွင့်ပေးလိုက်ရပေမဲ့ဖြစ်သင့်တဲ့အရာတော့မဟုတ်ပါဘူး။ရောင်ရဲတယ်ဆိုတာ limit ကိုနားလည်မှုပါ။ limit ကိုလက်ခံနိုင်တာအနတ္တညာပဲဟော။ကိုကိုကိုချီရင်တော့လွတ်ချဖို့ကြိုးစားရမယ်။လူ့ဝတ္တတော် limit ရှိနေမှာ။တကယ်ပြောတာပါ။အလိုတိုင်းသာဖြစ်မယ်ဆို အလိုကင်းသူသာဖြစ်ချင်ပါရဲ့။ 身边两对鸳，人马将，交税撇了，带那啥奥马偷牛，把秀的。